တက္ကသိုလ်ပထမနှစ်မှာကျွန်တော်တို့သုံးယောက်ပထမဆုံးတွေ့လုံကမောင်ယောက သူ့ရဲ့ပကြီကားတွေကိုခုံယူစွာပြတာပြီးတဲတဲကငါးပုံဆွဲပေးပါလို့ပေါ်နေတာမောင်ထက်ကလည်းသူ့ရဲ့ကနန်းတွဆက်နဲ့ဘလောက်ရောင်းရမလဲတွက်နေတာအဲ့ဒီနေ့ကကျွန်တော်တို့ရဲ့ပျော်ရွှင်မှုတွေရဲ့အစပါပဲ တဲတဲတည်ဆုံသွားတဲ့ညဘောင်ယောကသူ့ရဲ့ပကြီဆောင်ထဲမှာတဲတဲရဲ့မပြီးဆုံးသေးတဲ့ပုံကိုမျက်ရည်တွေနဲ့ဆွဲနေတယ်။မောင်ထက်ကလည်းသူတို့သုံးယောက်အတူရိုက်ထားတဲ့တပ်ပုံကိုကြည်ရင်ငါတို့ဘာကြောင့်သူ့ကိုအိမ်ပြန်မပို့ပေးခဲ့တာလဲဆိုပြီးကိုကိုကိုပြစ်တင်နေတယ်။ ငါတည်သွားရင်ကျွန်တော်တို့၃ယောက်စုပြီးရှာထားတဲ့ပန်းချံလေးမှာကျွန်တော်အတွက်မိဘတွေဖောက်ပြီးပျော်ပျော်နေကြတော့တဲတဲရဲ့နောက်ဆုံးစကားကိုအမှတ်ရလို့ဒီနေ့မောင်ရော်နဲ့မောင်ထက်တို့သူမရဲ့အလိုဆန္ဒအတိုင်းမိဘတွေဖောက်ပြီးသူမကိုပြန်ပြောင်းအောင်မိနေကြတယ်ဇလန်းလေးကတော့ပြီးပါပြီဇလန်းလေးရဲ့ပေးချင်တဲ့ message ကဂီတတငယ်ချင်းဆိုတာဘဝရဲ့အလင်းရောင်မှာ တယောက်မရှိတော့ရင်ကျန်တဲ့သူတွေအတွက်ထွန်းလင်းစေဖို့တဲတဲရဲ့အလင်းတွေကျွန်တော်တို့နှစ်ယောက်ရဲ့ဘဝမှာအမြဲရှိနေမှာပါမိษွေကောင်းဆိုတာဘဝကိုအယောင်တင်ပေးသူတယောက်မရှိတော့ရင်တော့ကျန်တဲ့အယောင်တွေကပုံမိန်လာတတ်ပါတယ်